အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုချမရီယာအော်ရာကတ်တော့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ချမကတော့စစ်စစ်တဆက်သူနင်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလကောက်လေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလန်လေးရဲ့အဆုံးထိကိုချစ်ရှုအားပေးကြပါအောင်နော်။ချမအမြင်ဆုံးတစ်ခုခုလုံးမှရအောင်မယ်။ဒါပေမဲ့အကြောက်တရားကချမခန္ဓာကိုယ်တစ်ခုလုံးမှလွှမ်းမိုးနေတယ်။ငြိမ်နေတာကလည်းအလုံးမဟုတ်သေးပါဘူး။ ဒါကဟယ်လီရဲ့လက်ပင်ပေါ်မှာအရှမ်းကိုနီးကပ်နေပြီစစ်မှတ်ထားကိုကြည့်ပြီးတော့ကြောတစ်ခုလုံးချမ်းတက်လာတယ်။ Justin ကတော့မျက်လုံးထဲမှာဒေါသစိတ်တွေလွှမ်းမိုးနေပြီးတော့ဘယ်သူကမှသူ့ကိုတားဆီးလို့မရတော့ဘူး။ Hilly ရဲ့အကြောင်းကိုသိသွားတိုင်းဒါမျိုးလုပ်လို့တော့မရဘူးလေ။ကျမဘယ်လိုပဲဖြစ်ဖြစ်တခုခုလုံးမှရတော့မယ်။ကျမဆိုဖာနောက်ကနေပုန်းပြီးတော့ခုံထွက်လာတယ်။ Justin လက်ထက်ကဓာတ်ကိုပြုတ်ချသွားအောင်လုပ်လုပ်နိုင်ခဲ့ပါတယ်။နှစ်ယောက်သားအချင်းချင်းဆုပ်သွားခဲ့ကြပြီးတော့ ဘာရေးဆက်ဖြစ်မလဲဆိုတာကိုတအုပ်နဲ့တအုပ်သိနေကြတာပေါ့သူကဓာတ်ဘက်ကိုဦးတည်နေလိုက်ပြီးတော့ကျမလည်းဓာတ်ကိုလိုက်လုပါတယ်ဓာတ်စီကိုရှောက်သွားတဲ့အချိန်မှာကျမတို့ဘာရေးဖြစ်သွားမလဲဆိုတာကိုမသိပါဘူးဒါပေမဲ့ကျမဟဲလီကိုတော့အနေကိအောင်လုပ်ခဲ့တင်ရမယ်ဆိုတာပဲသိတယ်ကျမနာမည်ကတော့ Marco Vance လို့ခေါ်ပါတယ်ကျမရဲ့အသက်16နှစ်ပြည့်မွေးနေ့မှာတကဘာလုံးမှာအပျော်ဆုံးသူတစ်ယောက်လို့ဖြစ်နေခဲ့ပါတယ်။အမလီမာကော့ကိုကြည့်လိုက်ပါဦး။ငါတို့ရဲ့ဖက်နယ်လေးတွေကိုချက်လိုက်တာ။"အိုးမာကော့ မင်းကအရှောင်းခေါ်တာပဲအာကျေးဇူးပါမကောမင်းတော့ငါတို့လုပ်ငန်းနဲ့တူတူလက်တွဲပြီးတော့လုပ်မယ်ဆိုရင်တော့မလိုပါဘူးကျမအဖေရဲ့ပတ်စံဒီကိုတော့မှအရှင်တို့ကိုပြန်ပြီးတော့အန်ပေးလိုက်အောင်မယ်ကဲအားလုံးပဲကျမရဲ့ပါတီပွဲအတွက်အဆင်သင့်ဖြစ်ကုန်ကြပြီလားပါတီပွဲမှာအဆူရော်ရီတယောဆောင်နဲ့ဘီလီယနာရီနဲ့အတူဒီဇိုင်နာတွေလည်းရှိနေပါတယ်အကောင်းဆုံးသောအစားအသောက်တွေအခမ်းအနားဆုံးသောပြင်ဆင်မှုတွေနဲ့အတူချမ်းသာတဲ့ကျမတင်ငယ်ချင်းတွေလည်းရှိနေပါတယ် အားလုံးနဲ့မှအရေးကြီးဆုံးကတော့ကျမရဲ့အကောင်းဆုံးသောဖက်နှက်တီးပါဟုတ်ပါတယ်ဒီလိုစေးကြီးရဲ့ဖက်နှက်တီးကိုကျမကတကူးတကတော့ရဲ့ဆရာမလို့ပါဘူးအော်ကြည့်ပါဦးဒါကသမီးငယ်ငယ်တုန်းကပုံမဟုတ်လားအရှာအားလုံးကကျမဘဝမှာပြည့်ပြည့်စုံနေခဲ့ပါတယ်ဒါပေမဲ့မမျော်လင့်ထားတဲ့အရှာတခုတော့ဖြစ်လာခဲ့ပါတယ်ကဲအားလုံးပဲဒီလိုမျိုးတောက်ပလာတဲ့မှာအကောက်ကိုမွေးထုတ်ပေးခဲ့တဲ့သူ့ရဲ့အဖေကိုရောသိချင်ကြရမလားဒါကတော့ကြောက်ပါပဲညတကောင်ကြီးမှာကြောက်ချင်ညာချင်တာကတော့ကြောက်ရဲ့ဘန်းအောက်တွေအားလုံးကို ုံးဆက်ခွင့်ပိတ်လိုက်တာပဲဖြစ်ပါတယ်။သူ့ရဲ့အသက်16နှစ်ပြည့်မှာသူ့ရဲ့ဘဝကိုသူကြောင်းဖို့အတွက်ကြောက်တာကိုလှုပ်လိုက်ရခြင်းဖြစ်ပါတယ်။ကျမတပွားလုံးသစ္စာပေါက်ခံရတယ်လို့ခံစားလိုက်ရတယ်။ကျမကိုပပေကဘာလို့တာမြင်လှုပ်ရတာလဲ။ကျမကသူ့ရဲ့တမီမာကော့လေ။ကျမတို့နှစ်ယောက်ရဲ့ဘဝမှာကမမမရှိပါနဲ့နှစ်ယောက်တစ်ဖက်နေထိုင်လာခဲ့တာ哦။အခုကျတော့ကျမကိုဆွန့်ပစ်လိုက်တယ်လို့လှုပ်လိုက်ပြီးတော့မှကျမကောင်းဖို့အတွက်တည်းလား။ဒါကတော့တမီလေးအတွက်အဖေရဲ့နောက်ဆုံးလှုပ်ဆောင်ပါ။ ဖေးတစ်သက်လုံးထိမ့်သိမ့်လာခဲ့ရတဲ့ဘောပင်လေးပေါ့သမီးအလုလုတဲ့အခါကျထာကိုသုံးပြီးတော့အဆင်ပြေပါစေအဲ့ဒီအခိုက်တန်းကကျမတပွားလုံးတရသစ္စာဖောက်ခံရဆုံးအခိုက်တက်လို့ထင်တာဒါပေမဲ့အဲ့ဒီထက်ဆိုတဲ့အခိုက်တန်းတွေကိုပို့ပြီးတော့ရင်ဆိုင်ရပြင်ပါတယ်တရင်စရမှာဘလို့ရေးထားကြလဲသိလားမာကောဘတ်စ်ကအခုဆိုဆင်းရဲသွားပြီလားအရှင်လိုဖနက်တီကူရောင်မှာအစ်တီမစည်းနိုင်တော့ဘူးတဲ့ဒီလိုမျိုးကျမကိုလှောက်ရင်နေမဲ့စကလုံးတွေကိုပြောချလိုက်မယ်လို့ကျမတကယ်ပဲမတွေးထားတာပစံအိမ်ကိုကြည့်လိုက်တော့တပြားမှလည်းရှိမနေဘူး ဘောက်ပင်လေးတစ်ချောင်းပဲရှိနေတော့အာသိပြီငါတို့တို့အတွက်လက်မှတ်ထိုးပေးရင်ဘလို့လဲသတင်းစာရောက်နေတဲ့သူကိုကျမအရင်ဆုံးတွေ့တော့ကျမတို့အတွက်အရင်ထိုးပေးလိုက်မယ်လို့ဆုံးဖြတ်ထားတယ်။ကျမရဲ့လက်မှတ်တွေကိုရောင်းစားမယ်ဆိုရင်တော့ကျမလည်းငွေအလုံးလောက်ရနိုင်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကျမတငယ်ချင်းလေးစီကနေအကူအညီတောင်းလို့ရတာပဲ။သူတို့ကကျမအတွက်ဆိုအများနဲ့ဆင်သင့်ရှိနေကြတယ်ဟုတ်ဘူးလား။ဒါပေမဲ့အားအစရကောင်းဆောင်နေပဲကျမတငယ်ချင်းလေးကပတ်စံချေးပေးဖို့အတွက်ကျမကိုညှင်းဆိုကြပါတယ်။ ဖုန်းကုမ္ပဏီကတော့မှကျမကိုနှုတ်ဆက်ပါရဆိုပြီးစာပို့လိုက်သေးတယ်။နောက်ဆုံးစီးခဲ့တဲ့ကျမရဲ့ဖက်နှက်ကတော့မှကျမကိုတော့ဖက်နှက်ကျိုးသွားပြီးတော့ထုတ်ခတ်ပေးနေခဲ့တာပေါ့။ဒီလောက်ကြီးကျတော့ကျမအတွက်လွန်လွန်လာပြီ။တိမခနိုင်တော့ဘူး။ကောင်းပြီလေ။ဒါဆိုလေဒုတိယအကြံစီကိုကြံစီရမယ်။ချမ်းသာရယောက်ျားတယောက်ကိုလက်ထပ်ပို့ပေါ့။အော်ဒါလားဒီဇိုင်နာဖက်နှက်ကိုစီးထားရဲဆိုတာ။ကျမဒေါသတွေထောင်ကနေထွက်လာပြီးတော့နှာခေါင်းတွေကနေပြီးဒေါသမီတွေဟုတ်ဟုတ်တောက်နေပါရဲ့။ ီလောက်ထိပဲတော့ငါမအဆက်မကွက်ခဲ့ဘူးဘူးကျမအမြဲတမ်းထိတ်ဆုံးမှပဲရှိနေခဲ့တဲ့သူမျိုးလေအခုတော့ပပပပလေးပဲကျမကိုအောက်ဆုံးထိထိုးချပြစ်လိုက်ကြတာ24နာရီအတွင်းမှာကျမဘွားကဆင်းရဲသားဖြစ်သွားတာပေါ့ရုပ်ရည်ကကျမရောက်နေတဲ့ဟိုတယ်က5 star hotel ဆိုတာကိုကျမနားလည်သွားတယ်။ကျမက hotel တွေတော်တော်များများမှာတည်ပူပါရယ်။ဒါပေမဲ့ hotel တွေကတော့တိကျမလေးလာကြည့်မိခဲ့ဘူး။ဒီလို hotel တွေကချမ်းသာတဲ့သူတွေကိုဖြစ်လာစေဖို့အတွက်အိမ်မက်တစ်ခုပဲမလား။ ကျွန်မထက်ချမ်းသာသွားတဲ့သူတွေကိုကြည့်ပြီးတော့ကျွန်မအားကျနေမိတယ်။ဟုတ်ပြီလေကျွန်မလည်းတနည်းနည်းမှာတော့သူတို့လိုမျိုးဖြစ်လာစီရမယ်။ကျွန်မအဖေထက်ပိုပြီးတော့ချမ်းသာတဲ့သူမျိုးပေါ့။အဲ့ဒါမှဖေဖေကိုပြန်ပြီးတော့ဟာတိုက်နေလို့ရမှာ။ကျွန်မကိုစိတ်ပူမနေစပါနဲ့။ကျွန်မတို့ပလန် A နဲ့ B ကအလုံးမဖြစ်တော့ပလန် C ကိုဆက်ပြီးတော့လုပ်မှာပါ။မင်္ဂလာပါ။ကျွန်မကရှင်တို့ရဲ့ဟိုတယ်ကို run ဖို့အတွက်ရောက်လာတာပါ။အဲပြီးတော့ကျွန်မ channel ကိုလည်း subscribe လုပ်ကြပါဦးနော်။တေးကြတာပေါ့။ ကျမရီဟိုတယ်မှာအောက်ခြေကနေစပြီးတော့အလုပ်လုပ်ရပါတယ်။ plan C ပြီးတော့လည်း plan D ကိုပြောင်းပြီးတော့လုပ်ရအောင်မယ်။ဟွန်းမင်္ဂလာပါ။ကျမရဲ့ဟိုတယ်ကြီးကနေကျေးဇူးပါတယ်။ငါမြလုပ်ချင်ပါလေ။ကျမရဲ့အလုပ်လုပ်ပုံကိုလုပ်ဖို့ကိုင်းမဲ့တီကစောင့်ကြည့်နေကြတယ်။ရှင်းနိုင်ထိုးတော့အဲ့ရမထနိုင်ဘူးလေ။မာကောအေးကြီးကြီးတွေကိုတဲပို့ကြတော့လေ။မာကောအခန်းတော်တွေကိုမှန်အောင်ပေးဖို့အတွက်ကြတော့လေ။မာကော တေချာပါပေါ့သူတို့အားလုံးကျွန်မကိုစိတ်ပြည့်နေကြရယ်အဲ့ဒီအချိန်မှာယေရှုရွှဲနေတဲ့မိမတယောက်ကျွန်မရဲ့စပွဲနာကိုကတ်လာပါရယ်တေချာလေးလာကြည့်လိုက်တော့ဒီမျိုးသမီးက fashion အမြင်တော်တော်မရှိတာဘယ်ရောက်ကုန်တာလဲကျွန်မပြင်ဘယ်သူမှမရှိကြတော့ဘူးလားဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မဗာမ ्या ကူညီပေးရမလဲအာကျွန်မဒီဟိုတယ်မှာအမြင့်ဆုံးဟိုတယ်ခန်းကိုယူထားပါရယ်အမ်ဒီဘက်နဲ့ဒီစီးထားပြီတော့လားဟိုတယ်အသေးစားလေးမှာ booking ယူထားရဆိုရင်တော့ပို့ပြီးတော့မှန်းမယ်ထင်တယ်နော် ရှစ်ပုံစံနဲ့ဆိုရင်တော့ပြည့်နိုင်လောက်ထင်တယ်။ရော့ကော့ကိုလည်းစစ်ကြည့်လိုက်ပါဦး။ကျွန်မဒီမှာဖုန်းကင်းထားပြီးသား။အဲ့ဒါဆိုရင်လည်းကို့ပုံစံကိုပြန်ပြီးတော့ပြင်ဆင်ပြီးမှလာခဲ့ပါနော်။ဖီလီရဲ့ကိုနောက်ချသားလို့တတ်မှတ်ပါရယ်နော်။ဖီလီကျွန်မရှုပ်တွေ့ရတော့ဝမ်းတောက်လိုက်တာ။မာကော့ဟယ်လီကိုနှုတ်ဆက်လိုက်ပါဦး။သူကဒီဟိုတယ်ရဲ့ဟိုတယ်ပိုင်ရှင်အစ်စ်လေ။ကျွန်မ၈နှစ်လောက်ဟုတ်ပါရဲ့။၈နှစ်တည်းတည်းမယံမနာတယ်။ကျွန်မကိုတထိတ်ကဆူလိုက်တာ။ ငါမေကိုအခုအလုပ်ထုတ်သိမိချင်းနဲ့မလုပ်ပါနဲ့ကျမဂူချီဖက်နဲ့ဝယ်ဖို့အတွက်80ရာခိုင်နှုန်းလောက်တောင်မှပတ်စံစုပို့လို့သေးလို့ပါတနာဆွဲကောင်မလေးကိုချက်ပြီးတော့အခွင့်ရေးပေးလိုက်ပါဘီလ်ကျမအတွက်နဲ့ပေါ့ဟုတ်ကဲ့ပါဟေးလီကဲမကော့မင်းပါပြောဦးမလဲကျစ်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 စစ်တင်ပါတယ်ဟာအဲ့မိမကကျမကိုလာပြီးလောင်သားသလိုခန်းစားရတယ်အခုကျတော့မှဘလို့ဖြစ်လို့အကောင်စားဖက်နဲ့ဒီစီးပြလာတာလဲဒါပေမဲ့လည်းကျမဒီအလုပ်ကိုရက်ဆက်ပြီးတော့လုပ်ရမယ် စမစိတ်တင်းနဲ့ရှုပ်နေတဲ့အချိန်မှာပဲအရန်ကိုတင်းပြက်တဲ့ရေနံလေးတစ်ခုကိုရှားလိုက်ပါတယ်။လမ်းဆန်းပြီးတော့ရှင်းဆိုတယ်။အိုးပတ်စံနေပါလား။ဒီလူကဝတ်ပုံစားပုံကလည်းမစိုးဘူးပဲ။ခန္ဓာကိုယ်ကလည်းအမိုက်ရှားနဲ့ပတ်စံရှိမဲ့ပုံ။အာပြည့်ပြည့်စုံတဲ့ဖက်နဲ့ကိုယ်လည်းစီးထားသေးတယ်။အာကျမဗာမြကူညီပါမလဲရှင်။နာမည်က Justin ပါ။ Justin Banks လို့ခေါ်ရယ်။ပန်းလုံငန်းတစ်ခုနဲ့ကြောက်လုံငန်းတစ်ခုကိုလည်းရောင်းဝယ်ဖောက်ကားလုပ်ပါရယ်။အာဟုတ်ကဲ့ တန်ပိုင်ရှင်ကြောက်ပိုင်ရှင်တတိကြီး Justin ကိုကြိုးစို့ပါရယ်။ဇမအခွင့်အရေးကိုလက်လက်မခံတော့ပါဘူး။စိန်ပုံထဲမှာအိပ်ပြီးတော့ဖနက်အကောင်စားတွေပြန်စီးနိုင်မယ့်အခွင့်အရေးကိုကျွန်မရယူမှရတော့မယ်လေ။အာအခန်းကိုတဆင့်ထက်ပြီးတော့မြင့်ကျင်းသေးလား။ကြီးထက်မကထက်ပြီးတော့လုံနိုင်တာရှိပါသေးတယ်။ရှင်သာဒီဟိုတယ်ပိုင်ရှင်ဖြစ်သွားမယ်ဆိုရင်ပေါ့။ဟုတ်တယ်လေကျွန်မကတော့မိန်ကလေးဆိုတော့လှုပ်ဆရာရှိတာလုပ်ရမယ်။ကျွန်မရဲ့အလုသမအခွင့်အရေးကိုအသုံးချပြီးတော့သူ့ကိုအခန်းမြင့်ပေးလိုက်ပါရယ်။ရှေ့ဘက်နဲ့မှာရွေးဝင်ဆော့တာ အိတ်တွေတဲတဲ့လဲပေါ်မှာလိုက်စီးတာဘားရဲကနေအားလုံးကိုထွက်သွားခိုင်းပြီးတော့ကျမတို့နှစ်ယောက်ပဲကနေရမျိုးပေါ့ကျမရဲ့အတွေ့အကြုံထဲမှာပါဒါပေမဲ့မတိလိုက်ခင်မှာပဲသူကကျမကိုသဘောချနိုင်ပြီပါဗျမင်းကအန်ဥပကနာပင်တော့မှာကောတခခုလိုအပ်တာရှိရင်လဲကိုမင်းကိုပဲပြောမယ်နော်ရှားပါတယ်အားလုံးလာပြောလို့ရပါတယ် Justin အမလီလေးကြည့်ပါဦးကျမတော့ကျမရဲ့ပလန်ဘီအလုပ်ဖြစ်သွားပြီသူကကျမကိုလက်ထပ်ခွေတောင်းမယ်ပြီးရင်ကျမချမ်းသာသွားပြီးတော့ အရှာအလုံးကအဆင်ပြေနေတော့မယ်။မင်းကိုကိုစီးပွားရေးလုပ်ငန်းမှာဒေါ်လာ1000လောက်ယင်းနှမြုပ်နေကြလားလို့မေးချင်တာ။အာဟုတ်ပါရဲ့ကျမထင်တာတလို့မဟုတ်နေတာပါ။ဒါပေမဲ့ဒီနည်းလမ်းကလည်းမစိုးဘူးလို့ထင်ပါရဲ့။ပတ်စံရှာဖို့အတွက်ကလည်းယင်းနှမြုပ်နေထားဖို့လိုရဲမလား။ကောင်းပြီလေကျမသဘောတူပါရဲ့။ဒါပေမဲ့အကောင့်တက်စီကပတ်စံထုတ်ဖို့တော့စောင့်ပါအောင်နော်။ရှူမိုက်တဲ့အလုပ်ကိုလုပ်ဖို့အတွက်ကျမစက္ကန့်ပိုင်းတော့မစဉ်းစားလိုက်ပါဘူး။ လောပေါကိုင်းမက်တီအလုံးကိုတော့ကျမနည်းနည်းလေးဒရမာချိုးပြရတာပေါ့ကျမမိကနေမကောင်းဖြစ်နေလို့ပါကျမညမလေးကလည်းနေမကောင်းဖြစ်နေလို့ပါအာကျမရဲ့ကျမရဲ့အိမ်ဝေးတရဆန်လေးကလည်းနေမကောင်းလို့ပါဟာအလုံးစီကနေနည်းနည်းတော့ရှားလိုက်ပြီပေါ့နေရင်းညနေချင်းကျမဒီလိုမျိုးအဖြစ်ကိုရောက်သွားမယ်လို့မထင်တာဘူးအရှင်တော့ကဆိုရင်ပည့်ရတွေတိုင်းမှာတငယ်ချင်းနေတဲ့အတူသင်မော်ဆီးပြီးတော့ရှောက်သွားနေကြအခုချိန်လောက်ဆိုသူတို့တွေကဗုဒ္ဓဦးနဲ့ခီးသွားဖို့ဆိုပြီးတော့ပြင်ဆင်နေလောက်ပြီး ကျမကတော့15ဒေါ်လာလောက်ရဖို့ကိုမနေ့အတင်းပြီးတော့ရုံးကန်နေရတယ်။ဖခင်ရေရှင်ကမာကောဘတ်လားကျမအရှင်ရလက်မှတ်လေးရနိုင်မလား။အနည်းဆုံးတော့ကျမရဲ့ပရိသတ်တယောက်အတွက် ကျမလုပ်ပေးနိုင်တာလေးပဲရှိပါသေးတယ်။ကျေးဇူးကျေးဇူးကျေးဇူးတင်ပါတယ်။အာနင်ပါထားနဲ့ရှင်ရဲ့ဘောပင်ကကျိုးနေရလို့ထင်တယ်။အမ်မဟုတ်ပါဘူး။ဟုတ်ပါရဲ့။နောက်ဆုံးကျမရဲ့ပိုင်ဆိုင်တဲ့ဘောပင်ကလည်းကျမကိုဆွံ့ပြစ်သွားခဲ့ပြီလေ။နင်ပါဘောပင်ကိုတိချကြည့်တော့မှဘောပင်က ြင်အောင်မမြင်ရတဲ့ဘောပင်နဲ့ကျမဘေးကကျမကိုဒီတစ်ခုပဲပေးလိုက်တာဒါတော့အသုံးချပြီးတော့ကျမအကျိုးရအောင်လုပ်အောင်မယ်ပရိသတ်တရားအတွက်ဆိုတော့တပ်ပုံလေးပဲကျမရိုက်ပေးလိုက်ပါတယ်နောက်တစ်ဆင့်လောက်မှာကတော့တမိုးကြီးရဲ့ပစ္စည်းတွေကိုရှောက်ပေးဖို့အတွက်ပါသူတို့စီကပစ္စည်းနဲ့ကျမရဲ့ပစ္စည်းနဲ့လဲဖို့အချိန်ပဲပေါ့အာရှစ်ပစ္စည်းကဘယ်လောက်တန်တာလဲမရှောက်အောင်တော့အဲ့လောက်နဲ့တော့အာအာရှောက်ပါတယ်ဒီလောက်ဆိုရင်9နိုင်ပေးနိုင်ပါတယ် ချက်လက်မဲ့အတူနဲ့ကျမသူပစ္စည်းကိုလဲတာအောင်မြင်သွားတယ်လေ။ fashion အမြင်ရှိတဲ့သူတွေစီမှာကျမနိုင်ကိုသွားပြီးတော့ရောင်းချခဲ့ပါတယ်။အာဒီလိုစီးပွားရေးကလည်းမဆိုးဘူးလေ။အာ sorry ပါ။ကျမရဲ့ account ကပတ်စံထုတ်ပေးရနည်းနည်းကြာသွားလို့ပါ။မင်းကအကုန်ယုံကြည်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်။ဒါကြောင့်ဒီညဟိုတယ်ခေါင်းမိုးတက်မှာကျင်းပမယ့်ပါတီပွဲကိုမင်းကိုလည်းဖိတ်ချင်ပါတယ်။မင်းနဲ့ထပ်တန်တဲ့ဖက်နက်တွေကိုပဲစီးလာခဲ့ပါနော်။နောက်ဆုံးတော့ကျမကဘာကြီးရဲ့ထိတ်ဆုပ်ကိုပြန်ပြီးတော့ရောင်းလာခဲ့ပြီပေါ့။ ကျမဟော်တယ်ရဲ့ထိတ်ဆုံးပေါ်ကိုထပ်ပြီးတော့တက်နိုင်ခဲ့ပြန်ပါပြီ။ဒီခါတော့ကိုပေါ်တာကိုလုံနိုင်ခဲ့တာလေ။အဖေရဲ့အကူအညီမပါပါဘူး။အလုပ်စူးစားပြီးတော့တမ ्या ကိုကူညီပေးခဲ့လို့အဲနေပါဦး။ဒီလိုတော့ထပ်ပြီးတော့ဖြစ်လို့မရဘူး။ဟော်တယ်ကိုလွှဲပြောင်းယူလိုက်တဲ့အချိန်ကစပြီးတော့ပထမအဆုံးကျမရဲ့ပွဲကိုကြွားရောက်လာကြပြီးခဲ့တဲ့အတွက်ဒီကလူကြီးမိတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျမရဲ့ဒီလိုအောင်မြင်မှုကအားလုံးရဲ့စူးစမ်းမှုကြောင့်နဲ့ရလာတဲ့အရာလို့ပဲပြောချင်ပါတယ်။ဘယ်လိုမျိုးမန်နေဂျာအဆင့်ကနေပြီးတော့ နောက်ဆုံးမကောက်လူမျိုးကောင်းနာထိုင်တဲ့သူတွေအထိပါအားလုံးကျမကိုကူညီပေးခဲ့ချက်ပါတယ်။အမမမဟုတ်ဘူးမဟုတ်ဘူး Justin ကျမကိုရှင်းပြခွင့်ပေးပါအောင်။ဟေးဒီမကြီးမင်းငါ့ကိုပေးလိုက်တဲ့ချက်လက်မှတ်ကိုပြန်ကြည့်လိုက်အောင်။ဘလန့်ကြီးဖြစ်နေရဲ့။သူငါ့ကိုရေးပေးလိုက်တဲ့ချက်လက်မှတ်ကလည်းအတူကြီး။နေပြောနေရဲ့အင်ဝေးတရစ်ဆန်လီကဖျားနေရဲ့ဆိုအာ Justin ပြောရတာတော့အားနာပါရဲ့။ကျမရှင်းစီကပတ်စံပြန်ပြီးလိုနေပြီချင်းနေ။ကျမရှင်းပေးထားတဲ့ပတ်စံတွေပြန်ပြီးတော့ပေးလို့ရမလား။ အဲ့ဒီအချိန်မှာပဲကျွန်မမတွေ့ဘူးခဲ့တဲ့ရုံမှောင်မှုတစ်ခုကိုတွေ့လိုက်ရပါတယ်။ဘာပတ်ဆံအောင်ပြောရလဲ။ကျွန်မလက်မှတ်ထိုးထားတဲ့စာချုပ်ကိုကြည့်လိုက်တော့ဗလန့်ကြီးဖြစ်နေတယ်။ပြန်ပြီးတော့တွေးကြည့်လိုက်တော့မှကျွန်မကဖိဖိပေးထားတဲ့မမီရဲ့ဘောပင်ကိုတုံးလိုက်မိတာပဲ။ဒါဆိုသူကျွန်မကိုလှည့်စားရပဲ။ရှင်ရှင်ရှင်ကကျွန်မဘဝအကြီးမားဆုံးသောတစ္ဆာဖပဲ။နောက်ဆုံးကျတော့ကျွန်မရုံးခန်းထဲမှာဘာရင်ဆိုင်ရတော့မလဲ။သူတို့ကကျွန်မကိုအော်ဟစ်မှာလား။တရားစွဲမှာလား။ ကျမကိုထိုးချိတ်ကြတော့မလားပြီးတော့ကျမကိုတက်လိုက်ပြီးတော့ဒီတိုင်းအလောင်းတိုင်းမဲ့ထားခဲ့မှာလားထိုင်မအောင်ငါ့မှာမင်းအတွက်နီလန်းနှစ်ခုရှိတယ်ပထမနီလန်းတစ်ခုကတော့မင်းထောင်ထဲကိုသွားပြီးတော့အချင်းကျခံရမှာပေါ့ထောင်ထဲမှာကျမကဖနက်အပားတွေစီးပြီးတော့နေရမှာလားနောက်တစ်ခုကတော့မင်းကိုပြန်ပြီးတော့အလုပ်ကျွေးနဲ့ဆက်စီချင်တာပါအဲ့ဒါတွေအများကြီးရှာပြီးတော့ငါတို့ကိုပြန်ပြီးအကျွေးဆက်ပေါ့ဘာဖြစ်လို့ကျမအတွက်ဒီလိုလုပ်ပေးရတာလဲငါရဲ့5 star hotel နာမည်ကိုထိန်းသိမ်းခြင်းလို့ပေါ့ ဒါပေမဲ့တခုရှိတာကမင်းကငါအတွက်နေရောညပါမိမတစ်ချိန်လုံးရှိနေပေးရမယ်။ငါခိုင်းသမျှအလုံးကိုလုပ်ပြီးတော့အကျွပြန်ဆိုင်ရမှာပေါ့။ကျမထင်တော့ကျမမှရွေးချယ်စရာမရှိပါဘူး။ဟုတ်ကဲ့ဒါဆိုသဘောတူပါတယ်။အဲဒီနေ့ကလေးကစပြီးတော့ဟိုတယ်ကိုစီမံခန့်ခွဲရတဲ့ကိစ္စတွေအလုံးကျမတင်ယူခဲ့ရပါတယ်။ဟိုတယ်ကိုစီမံခန့်ခွဲတာတွေကမာကတ်တင်အတွက်ကငွေကြေးတာတွေကကျမအလုံးတင်ယူခဲ့ရတယ်။ customer service ကိုလည်းတိကျလုပ်ခဲ့ရပြီးတော့သူတို့အလုံးခိုင်းသမျှကိုပါကျမအသေးစိတ်စားရနေရတာပေါ့။ မန်နေဂျာဘရတ်အဲမဟုတ်ပါဘူးမန်နေဂျာဘီလ်ကလည်းတလေးတဆနဲ့ဆက်ဆံလာတယ်အသင်းအဖွဲ့နဲ့အတူတူလှုပ်တတ်ဖို့ရောပေါ့နောက်ဆုံးမှာတော့ကျွန်မတပြည့်ပြည့်နဲ့ပတ်စံနေစုတက်လာတယ်ဒီတစ်ခါတော့တကယ်ပတ်စံရတာပါစဉ်းစားကြည့်တော့မှရသမြတ်ပတ်စံဒီအားလုံးကိုကျွန်မတပွားလုံသွဆွဲလာခဲ့တာအခုကျတော့အဖိုးတော်နဲ့အရာတခုလုပ်ပေးမယ်လို့မျှော်လင့်ထားတယ်ကျွန်မဖေဖေအတွက်လက်ဆောင်ပစ္စည်းလေးတခုပို့ချင်ပါတယ်နမကြီး brand နဲ့ rollers တို့လိုမျိုးနိုင်ရည်တွေကိုတော့မဝယ်ပေးနိုင်ပေမဲ့ ကျမရှိရပစံလေးနဲ့ပပိအတွက်လက်ဆောင်ပေးရှိမှာ။အလလောက်ရတာပြောဖို့တော့မကောင်းပါဘူး။ဒါပေမဲ့ကျမဝေခံပါရယ်။အရှင်ကတက်ဆိုင်ရင်တော့ပို့ပြီးတော့နေသားကြလာရယ်။ကျမကိုကိုပို့ပြီးတော့လက်ခံနိုင်လာပြီးတော့ကျမအရှင်တို့ကပုံစံကိုလည်းမေ့ပြဖို့အတွက်အစဉ်သစ်ဖြစ်လာခဲ့တာပေါ့။ရုပ်တရက် Justin ကိုတွေ့လိုက်ရတယ်။သူကတခြားကောင်မလေးတွေကိုလည်းလှည့်စားဖို့လုပ်နေပြန်ပြီပဲ။အဲ့ဒါကစိုးတော့မဟုတ်သေးပါဘူး။ကောင်မလေးထွက်သွားပြီးတဲ့အချိန်မှာသူဖုန်းပြောနေတော့ဘာပြောနေလဲသိလား။ဟဟ ရနေပြီနော်ငါအတွက်ဒီမှာနောက်တစ်ယောက်အဆင်သင့်ရှိနေပြီစာချက်ဆုပ်ဖို့လဲသူကအဆင်သင့်ဖြစ်နေပြီတဲ့အာဟုတ်တာပေါ့နောက်ဆုံးတစ်ယောက်တုန်းကလိုမျိုးပဲသူကလည်းခတ်တုံတုံပဲကျမမယုံကြည်နိုင်ဖြစ်သွားတယ်ဂျက်စတင်ကတကူကောင်းဆက်ပြီးတော့လှေစားတက်တက်သူလိုပဲထင်တာတကယ်တော့သူကပတ်စံချူစားနေတဲ့အကောင်ပဲကျမကျမသူ့အကြောင်းကိုဖုံးမဖြစ်တော့မယ်ဟယ်လီကိုပြောပြီးတော့သူတရားထွက်သွားအောင်လုပ်မယ်ဟယ်လီရဲ့အခန်းထဲကိုကျမအပြေးသွားလိုက်ပါတယ် အဲ့ဒီကိုရောက်သွားတော့တကားကပွင့်လျက်သွားရှိနေပြီသားပါဒါပေမဲ့ရုံကတစ်ခုလုံးကရှုပ်ပွားပြီးတော့ပျက်စီးနေတယ်ကျမကတော့မပိတ်ဘဲနဲ့ပါတီပွဲလုပ်ထားခဲ့ကြတာမြင်လားအာဟယ်လီဘယ်ကကုန်တာလဲရှင်ဒီမှာရှိနေလားအာအခန်းရှိမှုမြန်မာအားရလားအဲ့ဒီချိန်မှာရုတ်တရက်ကျမမမျောလိထားတဲ့အရာတခုကျမစဘွားရဲကိုထပ်ပြီးရောက်လာပြန်ပါတယ်။ကျမငငယ်လေးတုန်းကဓာတ်ပုတ်တပုတ်ကိုမြင်လိုက်ရပါတယ်။ဒါဒါကျမပုံမလား။ဒီမျိုးသမီးစီမှာဘာဖြစ်လို့ကျမပုံရှိနေရလဲ။ သူကကျမကိုထိန်းချုပ်ချင်လို့ကျမအကြောင်းကြီးလိုက်ပြီးတော့စုံစမ်းထားလားဒီလိုဆိုရင်တော့တကယ်ကိုချောက်ဖို့ကောင်းတာပဲမကောမင်းကငါခိုင်းနေဝင်ပြီးတော့ဘာလုပ်နေရလဲအာကျမလားကျမရှင်ကိုလိုက်ရှာနေရပါဒါပေမဲ့ဒီထဲမှာပါတီပွဲလုပ်သားသလိုပဲနော်မင်းသိလားငါမင်းကိုအမြဲတမ်းစိတ်ရှည်လက်ရှည်နဲ့တင် जा ပြဖို့ဆုံးဖြတ်ခဲ့တယ်ဒါတော့မှမင်းကအခုငါစီကခိုးဖို့တော့မလုပ်နေပြီပေါ့အခုချိန်ဒီမင်းကတင်ကန်းစာမရသေးဘူးလားဟမ်ခိုးတယ်ဟုတ်လား ရုပ်တရည်သူကကျမရဲ့ရှင်တို့ကိုဆွဲယူလိုက်ပြီးတော့ထွက်သွားလိုက်ပါတော့မှာကောမီးတီကိုပြန်မလာနဲ့တော့ရဲကိုမခေါ်တော့ဘူးလို့ကျမကိုပြောလိုက်ပြီးတော့ဟိုတယ်ကနေကျမကိုချက်ချင်းပဲထွက်သွားခန်းခဲ့ပါတယ်။ကျမတို့ဒီခန်းစားချက်ကြီးကကျမပပေးကျမကိုသစ္စာဖောက်တာထက် Justin ကကျမကိုလဲစားတော့တဲ့ပို့ပြီးတော့နှာချေခန်းစားနေရပါတယ်။ဒီတခါကကျမရဲ့အမားလည်းမဟုတ်ပဲနဲ့ကျမမတရားခံလိုက်ရတာလေ။ကျမအကောင်းဆုံးစူးစမ်းနေကြတာ။ဟယ်လီကကျမကိုမယုံကြည်လာပါလား။စိတ်တဲတကူထင်းနေရက ူစီမှာဘာဖြစ်လို့ကျမငငယ်တုန်းကဓာတ်ပုံရှိနေရလဲ။အဲဒါကြောင့်ကျမအဖေရဲ့ email တွေကိုခိုးဝင်ဖို့ဆုံးဖြတ်လိုက်တယ်။သူကပြပြနဲ့မြန်ပတ်သက်ခဲ့တာလား။ဒါမှမဟုတ်ကျမရဲ့ဆွေမျိုးအရင်းချာတွေတက်ကတရားများလား။ဒါပေမဲ့နောက်တစ်ခုရှိတာကအမ်ကျမရဲ့အမေလား။ဟဲ့လီသူ့ကိုအခွင့်ရေးပေးနေရပြီးရှာလိုက်ပြီးတော့သူ့ဘဝကိုသူကြောက်ပါစေ။ကျမရှမ်းလန့်သွားတယ်။ဟဲ့လီကကျမရဲ့မေဘရောမဖြစ်နိုင်ဘူး။ကျမလာပေါင်းမြောက်စွာသူ့အတွက်အလုပ်လုပ်ပေးခဲ့တာ။ သူကကျမကိုဘာမှတော့ပြောခဲ့တာမဟုတ်ဘူးလေဒါဟာအမှန်ဟုတ်နိုင်မဟုတ်နိုင်ကျမစစနေတော့မယ်ရုပ်တရက်ကျမအဖေရဲ့ email address ကိုနောက်ထပ် email တစ်စောင်ဝင်လာပါတယ်10 million ပေးရင်ပေးနော်မဟုတ်လို့ကတော့ခမရဲ့ဇနီးဟောင်းကိုကျွန်တော်ဒီမှာတက်ပြစ်လိုက်မယ်ဟမ်ဒါဒါနောက်ရမဟုတ်ဘူးကျမမေဟေးလေးကိုဓာတ်ထောက်ထားတဲ့တပ်ပုံမြင်လိုက်ရတယ်ဟမ် email ပို့လိုက်တဲ့သူက Justin ဖြစ်နေရလားသူကရုံမာတဲ့မွေဟောက်တကောင်ဆိုတာကျမသိပါတယ်ဒါပေမဲ့ဒီလောက်ထိလှုပ်လိုက်မယ်လို့တော့မထင်ထားတာ သူနဲ့ပတ်သက်ပြီးတော့နောက်မှာပဲစိတ်ပူတော့မယ်။အရှင်ဦးဆုံးစိုက်ကိုကောင်ရဲ့လက်ထက်ကနေပြီးတော့ကျမရဲ့အမိကိုကယ်ရမယ်။ကျမအသက်နဲ့ရှင်ပြီးတော့ထောက်ရှောက်ပြီးလာခဲ့တယ်။ကျမဘဝပုံမူကြည့်နေတဲ့ကိစ္စမျိုးဆိုတော့ဘလို့ပုံစံပေါက်နေမလဲကျမမတွေးတော့ပါဘူး။ကိုရိုကာယာရီပြေးလာခဲ့ပြီးတော့ဟိုတယ်ကိုဝင်လာတယ်။မာကောမိတီကိုဝင်လို့မရ။ကျမမေအန်ရရှိနေပြီ။လောင်ချရိုးတွေကကျမနဲ့တူလိုက်ပြီးတော့ထောက်ရှောက်ပြီးမယ်လို့ပြောနေပေမဲ့ကျမကတော့ဒီလိုမလုပ်စေချင်ပါဘူး။ချက်တင်ကမမေကိုတခုခုလှုပ်လိုက်မှာစိုးရိမ်နေချောင်းမှာ ဒါကြောင့်နီးလန်းတစ်ခုပဲရှိတယ်။ကျမဘာသာပဲအဲ့ဒီခန်းထဲကိုဝင်မရမယ်။ဖြည်းဖြည်းချင်းကျမသွားတော့လိုက်ပြီးတော့သူတို့ဘာပြောနေရဲဆိုတာကိုတေချာနားထောင်နေခဲ့ပါရယ်။မင်းပတ်စံတွေကိုငါအကောင့်နဲ့အကုန်လုံးလွှဲလိုက်။လွှဲပေးပါမယ်။နေပါဦး။ပြီးတော့မင်းရဲ့ဟိုတယ်ကိုရောငါလက်ထက်ကိုအကုန်လုံးလွှဲပေးရမယ်။အဲ့ဒါကတော့ကျမမလုပ်ပေးနိုင်ဘူး။ကျမအတွက်ဒီဟိုတယ်ကကျမရဲ့အသက်လို့ပဲ။လောက်ဆိုလောက်လိုက်စမ်း။ချက်စတင်ကတကယ်ကိုယူနေပြီ။ဟယ်လီကကျမရဲ့အမေဆိုတာကိုအခုမှသိရတာ။ ဒီ సైకో အယူကောင်ချောင်းနဲ့ကျမမေကိုဆုံးရှုံးရအောင်မေကျမမမြင်လို့ရမေအခြေဆွဲနေလို့မရဘူးဆိုဖာနားကနေခုံထွက်လာပြီးတော့အခုချက်ချင်းငါမေကိုလွတ်လိုက်ဆန်းအယူကောင်ဂျက်စတင်ရဲ့လက်ထက်ကဓာတ်လောက်ကျသွားတဲ့အချိန်မှာပဲလုံချိုးရီကကျမနဲ့တူလိုက်ပြီးတော့ဝင်လာပါတယ်သူတို့အားလုံးဂျက်စတင်ကိုဖမ်းလိုက်ပြီးတော့ကျမလည်းမမေအစဉ်ပြေးလာလို့တွားကြည့်လိုက်တယ်သူကကျမကိုနှွေးထွေးစွာနဲ့ဖတ်ပါတယ်တမီးလေးတမီးလေးနောက်ဆုံးတော့တိသွားပြီပေါ့ဒါရီအားလုံးကအမေတင်ပေးထားတာရီချောင်းပါ ဒါဆိုရင်တမီးလေးကအားလုံးကိုတယုံနိုင်ခဲ့ပြီပေါ့။တမီးလေးပုံမြုံကြည့်ပေးခဲ့မိတဲ့အတွက်အမေတောင်းမပါရနော်။ဒါဆိုတမီးလေးအတွက်အမေပြန်ပြီးတော့တစ်ခုခုလုပ်ပေးမယ်။ဟုတ်ပါရဲ့။ဒါလေးကတော့နောက်ဆုံးကျမတို့နဲ့အတူကျမဟိုတယ်ကိုဘယ်လိုဆက်ခံနိုင်ခဲ့လဲဆိုရဲဇာတ်လမ်းလေးပဲဖြစ်ပါရဲ့။ပတ်စံကိုလည်းပုံမှန်စူးစမ်းချပြီးတော့ဆုတက်နေပြီလေ။ပြီးတော့ကျမဘုရားမှာပြောင်းလဲနိုင်သွားခဲ့တဲ့စီကံတစ်ခုလည်းရှိပါရဲ။မန်နေဂျာတယောက်ဖြစ်နေမန်နေဂျာနဲ့ထိုက်တယ်နဲ့ဖက်နက်ကိုပဲစီးရတော့မှာပေါ့။ ဆလလီကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။တာယာအစ်ကျန်တဲ့နေ့ရလေးတွေကိုပိုင်ဆိုင်နေကြပါစီနော်။